တငယ်ချင်းတွေလိုက်ကျွေးလို့ဂုံးလိုက်စင်နဲ့ပူပူဆက်ဆက်စီချွန်စာတွေစားတဲ့နေ့ပဲဖြစ်ပါတယ်ပထမဦးဆုံးကတော့စီချွန်ကြက်ချောက် ဆက်ကြက်ကြော်လေးကိုစားမှာပဲဖြစ်ပါတယ်။ငရုတ်သီးဖက်မြများလေးနဲ့ကြက်သားကိုအရသာဝင်နေပြီးတော့နှမ်းလေးနဲ့ဆိုတော့တော်တော်စားကောင်းပါတယ်။ဒါကဘူစားပဲကိုဝတ်သားစင်ကိုလေးနဲ့ကြော်ထားရပဲဖြစ်ပါတယ်။ကြော်ထားတယ်ဆိုတာထက်အကြက်မလွန်စေရန်ပဲသီးကိုစီပူထိုးထားတာပါ။ဒါကကျွန်ရရဲ့တုပ်ဖြစ်ပါတယ်။ချင်းချင်းဆက်ဆက်နဲ့တူတူကြက်တုံပြူနဲ့နန်းနံပင်အရသာကြောင့်အရသာပို့ပြီးထိမိနေပါတယ်။ဒါကဟင်းနုနယ်ရဲ့ကြော်ပါ။စီချွန်ဆိုင်တွေတော်တော်များများမှာဟင်းနုနယ်ကိုဆေးပဲဦးနဲ့ကြော်ပေမဲ့ဒါလေးကတော့အဖြူတယ်လေးစားလိုက်ပါတယ်။မအီအောင်လို့အေးအေးလေးတငုံတငုံတောင်းရင်နဲ့နောက်ထပ်စားမှာကတော့ကြက်သားက ကိုအေးအေးလေးနဲ့တုတ်ထားတဲ့စီချွန်ပူပူဆက်ဆက်အတုတ်ပဲဖြစ်ပါတယ်။ဒါကကျွန်တော်မစားတဲ့အမဲဦးချမ်းတုံးနဲ့အမဲကျွက်လုံးသားအေးအေးပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ကြက်သားကိုစီချွန်ပူပူဆက်ဆက်လေးတုတ်တာကိုစားလိုက်ပါတယ်။ဒီအတုတ်ကိုကျွန်တော်တော်တော်လေးသဘောကျပါတယ်။ပြီးတော့ဂျန်ငါးနဲ့ဂျမ်မဆိုင်ကိုဟင်းယိုပူပူလေးချက်ထားတာကလည်းကျွန်တော်စိတ်ကြိုက်ပဲဖြစ်ပါတယ်။စီချွန်တို့ရဲ့ထုံးစံအတိုင်းအထုံဆက်တွေပြင်ကိုဂျမ်မဆိုင်နဲ့ငါးလေးနဲ့ရောထားတော့ဟင်းယိုလေးကတော်တော်လေးတောက်လို့ကောင်းပါတယ်။ငရက်နဲ့တောက်ရင်အရှင်ရွေးလို့ရပြီးတော့ကျွန်တော်ကတော့တေးပြီးသားကက်ကက်တဲ့ငါးကိုပဲရွေးလိုက်ပါတယ်။